အားလုံးပဲမင်္ဂလာပါ Travel by အရှိတူရန်နေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့ခေကိုရိုင်း US ကနေမှာလိုက်တဲ့ DJI Osmo Mobile 5 OM5 ကို unboxing လုပ်မှာဖြစ်ပါတယ်ဘာဖြစ်လို့ဒီ OM5 ကိုဝယ်လိုက်ရတာလဲဆိုတော့ I don't ever slow up, no I don't take shit, I got no the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I've got no love for the fakeness If you wanna play tough and wanna hate this I'll always <laughs> show up and make a statement Everything I do so instinctive and so passionate Every word I move so descriptive like I'm pausing. Ubarome. ကိုရိုင်းသူ့ရဲ့ဒီ DJN website ကနေပြီးတော့ပွားပြီးတော့ခလုတ်နေပြီးတော့ဝေထားပါဘောเนาะအဲ့တော့သူ့ရဲ့စာရွက်လေးတွေသူ့ရဲ့ပတ်ပတ်လေးတစ်ချက်ကြည့်ပါ Serial number တွေပါတယ်ပါတယ် check လေးပါတယ်ဘောเนาะ ဖွင့်မဖွင့်နည်းလေးပါတယ်။ကဒီခါရေဖော့ပါတက်ပြီးသားဒီကပါ။ရှယ်ဟာချက်ကြည့်မယ်။ဘာဖြစ်ပါလဲဆိုတော့။မပါမရှိတော့ဘူး။စာအုပ်ပါမယ်။သူကွစ်တက်ကလေးပါမယ်။ ောင်းလေးပါမယ်ကျော်ကျိုးပါမယ်ကတ်တဲ့ဟာလေးပါမယ်ဟာတင်ကျိုးပါမယ်ဒီကောင်လေးကမတို့ထဲပို့အိတ်အေကလီအေကလီပါမယ် magnetic clip ပေါ့ထဲရဘာဖြစ်လို့ဒီ OM5 ဝင်ဖြစ်သွားလဲဆိုတော့ပြောရရင်ထိတ်အရင်ရှိတဲ့ဟာဇာယံပေါ့နော်ဇွေရင်လို့လည်းထွက်တယ်ဒီကောင်ရှိရသူကပြောရရင်အကြီးကြီးပဲလို့အကြီးကြီးပဲ ကြီးကြီးပဲဆိုတော့ထိတ်ခྱི་သွားရပါတယ်ဆိုလို့ရှိရင်ဒီဘူးလိုက်ကြီးတက်ရတာအရင်အဆင်မပြေဘူးပေါ့နော်။နောက်ဆိုထိတ်ရမိုဘိုင်းဖိုတိုဂရဖီကမှအဲ့တော့မှဒါခྱི་သွားတိုင်းဒီအလုံးကြီးဒီအလေးလိုက်ကြီးကိုတက်ရတာအရင်ပေါ်တေဘယ်မဖြစ်ဘူးလို့ခံစားလာရတယ်။အဲ့ကြောင့်မလို့ထိတ်ရထပ်ပြီးတော့ပေါ်တေဘယ်ဖြစ်တဲ့အသေးလေးလိုက်ရှာရင်တော့ဒီတစ်ခါအောက်ဆုံးမိုဘိုင်းကိုဝယ်ဖြစ်သွားတယ်။ဒီဇိုင်ယွန်ကလည်းကောင်းတာတော့ကောင်းတယ်။ဘတ်ဂျက်အနေနဲ့ဆိုရင်ပြောရရင်တသိန်း စွန်းစွန်းတသိမ်းမှုကျင်တယ်ခုတော့နည်းနည်းတော့ရေးတက်တော့ဘူးအဲ့လောက်နဲ့ရတာဆိုတော့ quality ကလုံးဝ DJ အောင်မှီတယ်ကွာအဲ့ဒါတော်တော်လေးအဆင်ပြေတယ်အဲ့ကြောင့်ထည့်ရင်တော့ဓာရီပဲသုံးခဲ့တယ်သူ့ရဲ့အရှိန်တော့လည်းသူ့ထက်နည်းနည်းသေးတဲ့ဇာယုံပဲသုံးခဲ့တာပဲဆိုတော့အခုကအာခတ်တေးသေး portable ကိုလည်းတွားချင်တယ်ဆိုတော့ဒီအသေးလေးကိုဝယ်မယ်ဆိုတော့ကြည့်တော့ ဇိုင်ယွန် XS တီရောအကုန်လုံးငွေကြီးဖြစ်တယ်သူက True Axis ပေါ့ဒီကောင်ကတော့ 3Axis ပါတယ်အဲ့မှာမှာ OM4 နဲ့ OM5 ရဲ့ kwa charger ကအရင်ကြီးကိုကွာသွားတာပေါ့နော်ဘာလဲဆိုတော့သူတို့လို blocking လုပ်တဲ့လူတွေ blocker တွေအတွက် ပို့ပြီးအဆင်ပြေမဲ့ stabilizer အနေနဲ့လည်းတုံးလို့ရတဲ့အပြင် selfie stick လိုမျိုးအရှိဆွဲလို့ရတဲ့ဟာလေးတိုးလာတယ်ပါလာတယ်အဲ့ကြောင့်မလို့ထဲ OM5 ကိုဈေးကြီးပေးပြီးတော့ဝယ်လိုက်တာဖြစ်တယ်ဝယ်တော့3000 3000 ဝင်ချင်ကြသွားတာပေါ့နော်တဲကနဲ့ဗန်နဲ့ဆိုတော့ဆိုတော့ထိရွတ်ဓာလေးကိုတစ်ချက်ဖြုန်ကြည့်ကြည့်အောင်နော်အဖြူအောင်လေးဖြစ်နေဆိုတာ lock အဲ့တော့မှ unlock ဖြီးလိုက်ဖြီးပြီးလို့ရှိရင်မောက်လို့ရပြီဒါပဲဒီတိုင်းအဲ့တော့ပြောရရင် pop pop လေးဖြစ်တယ်ကွာဒီအပြားလေးကဖုံးသေးတဲ့ဟာတွေအတွက်အော်အခွက်ကြီးဖြစ်နေမှာဆိုလို့မြင်အောင်လို့ထူအောင်လို့ကတ်ရတဲ့ဟာလေးအခုဒါဆမ်းမိတက်ကြည့်တော့ ုံးရတော့ဒါ तू က plastic body လေ body က plastic တုံးထားတော့ပုပ်ပော်လေး gain ရတော့ပုပ်ပော်လေးဒါပေမဲ့ quality ကောင်းတယ်သူ့ရဲ့ဒီ plastic တားကြီးက quality ကောင်းတယ်ခုချိန်ပြီးသွားပြီဆိုတော့အော်ဘတ်တုံးကြည့်မယ်ပေါ့နော်သူက power button on on ပြီးချင်းဆိုရင်တော့ down လိုက်ရဲပြတယ်ဒါမှထိတ်ခွနောက်တော့နောက်ဆုံးမှာပိတ်တာအလျားလိုက်မှာပိတ်တာ ီ button လေးကိုနှစ်ချက်နေလိုက်အများလေးဖြစ်သွားမယ်။ဒါတော့ပြီးသွားပြီပေါ့နော်။ကျန်တော့လေ့ကျင့်တော့မယ်။ပြီးတော့နောက်ရကြရင်ထည့်ဒီ audio နဲ့ဘယ်လို join ရမလဲဆိုရက် review လေးလာပါမယ်။ပြီးရင်ဒီ audio ရဲ့တီးတဲ့ review လေးလည်းလာပါမယ်။ So see you in next video. Bye bye.